ွာဟင်လေစိတ်ကနေပြီးတော့စမ်းသပ်ပြန်စမ်းတဲ့အပေါ့စားလေရင်ပြက်ကြတယ်လို့ကျွန်တော်တို့သတင်းတွေရရှိပါတယ်။ဒီနေ့မိုးရာသီဝင် လေတိုက်ခတ်မှုကလည်းရုတ်တရက်မြင်းကြီးလေးစုံချက်ဖြစ်ပြီလို့ရှိရင် အားလုံးမင်္ဂလာပါမိုးချန်နယ်လေးကကြိုဆိုလိုက်ပါရမိုးခုတစ်ဆက်ပေးခြင်းနဲ့ပြီးလို့ရတော့မိုးရသည်အဝင်းလေပြင်းမုန်တိုင်းတစ်ခက်မှဆိုပြီးတော့အရေးတကြီးထုတ်ပြန်လာတဲ့မိုးလေဝသပညာရှင်ဦးထိပ်တင်ရဲ့ဗီဒီယိုလေးကိုတစ်ဆက်ပေးမှာဖြစ်ပါတယ်ကြည့်တဲ့အမျိုးကြီးလည်းပြင်ဆင်စရာရှိရင်ပြင်ဆင်လို့ရအောင်လို့ပြန်လည်းမျှဝေလိုက်တာပဲဖြစ်ပါတယ်မိုးဗီဒီယိုလေးဆုံးထိလည်းပဲကြည့်ရှုပေးဖို့ပြကပါရှိဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စကြကလေးတွေလည်းဗီဒီယိုလေးမှာ comment လေးတွေရေးပြလို့ရပါရှိအခုလောလောဆယ်တော့ comment လေးတွေပိတ်ထားရဲပေါ့နော်မတမာသူတွေဒီအကောက်မှာလာမှန်နေလို့ပေါ့နော်2025ခုနှစ်ဧပြီလ25ရက်နေ့ ဒီကနေ့မနေ့၈နာရီအချိန်လောက်မှာထိုင်းနိုင်ငံဖက်ကြာခရီခန်းခရိုင်ကွာဟင်လေစိတ်ကနေပြီးတော့စမ်းသပ်ပြန်တန်းတဲ့အပေါ်သားလေရင်ပြက်ကြတယ်လို့ကျွန်တော်တို့သတင်းတွေရရှိပါတယ်အဲ့ဒီလေပြန်ပေါ်မှာဆိုလို့ရှိရင်လူ၆ဦးပါသွားပြီးတော့အားလုံးတို့ကျွန်တော်တို့ကနဦးသတင်းတွေရသိရှိရပါတယ်အဲ့ဒီလိုလေရင်ပါကြောင့်ပြက်ကြတယ်ဆိုတာကိုမတိရသေးတဲ့အတွက်ကြောင့်မလို့ ထိုင်းနိုင်ငံမှာတာဝန်ရှိသူတွေကဘလက်ပေါက်ကို ရှာဖွေပြီးမှအတိအကျထုတ်ပြန်မယ်လို့ကျွန်တော်တို့နားလည်ပါတယ်ကျွန်တော်တို့အနေနဲ့ကတော့လင်းရင်ပြန်ကြက်ကြရမှာယာဒီဥဒုအခြေအနေကိုဘယ်လိုထည့်သွင်းစဉ်းစားရမလဲဆိုတာကိုကျွန်တော်တို့လေ့လာတင်ပြမှာဖြစ်ပါတယ်ထိုင်းနိုင်ငံလင်းရင်ပြက်ကြတဲ့လေစီးကြောင်းကိုကျွန်တော်တို့လေ့လာမယ်ဆိုလို့ရှိရင်ဒါကတော့မနေ့ ၈နာရီကြော်ကြော်ကလေစီးကြောင်းဟာဘင်္ဂလားပင်လယ်အားတစ်ဆင့်ကိုယ်ပြီးတော့ထိုင်းနိုင်ငံတဲကို ဖြတ်ကျော်ပြီးတော့ဝင်သွားတာတွေ့ရပါတယ်ဒီလိုဖြတ်ကျော်ပြီးတော့ဝင်သွားတဲ့လေစီးကြောင်းရဲ့အပူချိန်ကို ကြည့်မယ်ဆိုရင်လေစီးကြောင်းတိုက်ခတ်မှုကြောင့်မလို့တနင်္လာရီတောင်နှမ်းပေါ်မှာ အပူချိန်မြင့်တက်နေပြီးတော့ထိုင်းပင်လယ်ခွေထဲမှာအပူချိန် နိုင်ကြနေတာတွေ့ရပါတယ်။အဲ့ဒီအနေထားဆိုလို့ရှိရင်လေစီးကြောင်အထထအပူရင်ခြားနာမှုဖြစ်ပေါ်နေတယ်လို့ကျွန်တော်တို့သုံးသပ်လို့ရရှိပါတယ်။အဲ့ဒီလိုလေစီးကြောင်ဒီဟာအပူရင်ကြောင်အထထတိုက်ခတ်နေရင်လည်းလေပြက်ကြတဲ့ဟွာဟင်ကောင်းငယ်မှာဆိုလို့ရှိရင်လေဓု ရှုပ်ထွေးမှုဖြစ်ရတာနေပြီးတော့မြမပြည်ကတိုက်ခတ်လာတဲ့လေတွေဟာတနင်္လာရီတောင်တန်းကိုကြော်ဖြတ်ပြီးတော့မြေဆိုင်လေတိုက်ခတ်နေတာကိုကျွန်တော်တို့တိုင်းတာရရှိပါတယ်။အဲဒီလိုမြေဆိုင်လေဟာဘယ်လိုပြောင်းလဲတဲ့ဆိုတာကိုဆက်ကြည့်မယ်ဆိုရင်ပေ9000အမြင့်မှာမြင်းကြီးလေတိုက်ခတ်ပြီးတော့ပေ3000အမြင့်မှာမြေဆိုင်လေဆင်းလာရင်းနဲ့ လေစုံကျက်မိသွားပြီးတဲ့အခါမှာဆိုလို့ရှိရင်ပေ3000အောက်မှာဆိုလို့ရှိရင်တော့မြေပြင်ပေါ်ကတက်လာတဲ့လေရင်ကိုဆွဲချတဲ့လေစီးကြောင်းတစ်ခုရုတ်တရက်ဖြစ်ပေါ်သွားတာကိုကျွန်တော်တို့ဂျိုလူကပေးပို့တဲ့တိုင်းတာချက်တွေရတွေ့ရှိရပါတယ်ကျွန်တော်တို့မြေပုံကိုလေ့လာတဲ့အခါမှာလေစီးကြောင်းကိုကြည့်ပြီးတော့မိမိတို့လိုချင်တဲ့နေရာကိုကလစ်ထောက်မှဆိုလို့ရှိရင်ကျွန်တော်တို့ လေစီးကြောင်းနေရဲ့အနေအထားတွေကိုရေပူအားအဖြင့်သတိပေးထားတာတွေ့ရပါမယ်ဒါဆိုလို့ရှိရင်၈နာရီရနေပြီးတော့၁၇နာရီအတွင်းမှာမြေဆိုင်လေတိုက်ခတ်နေတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်တခြားနေရာတွေမှာတော့ကောင်းငင်ဘော်ကိုတက်သွားတဲ့မြေပြင်တွေဖြစ်ပါတယ်ဒီအနေအထားဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာပြည်မှာလေဆုံချက်ထိတဲ့နေရာတွေဖြစ်တဲ့ရန်ကုန်တိုင်းပဲခူးတိုင်း မုံရွာကဏီဒေသမှာမကြာခဏဖြစ်လေဖြစ်ထရှိတဲ့လေဆုံချက်ကနေပြီးတော့မြေဆိုင်လေးဆင်းတယ်လို့ကျွန်တော်တို့သတ်မှတ်ထားပါတယ်ဒီကနေ့ဝါဟင်လေးစိတ်ကတက်လာတဲ့ထိုင်းလေငယ်ပြက်ကြမှုပါဆိုရင်လေရင်ရဲ့ဆက်တစ်ခုတည်းကြောင့်မဟုတ်ဘဲနဲ့ယာစီဥတုပြောင်းလဲခြင်းမြေဆိုင်လေးစုံချက်ကြောင့်ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့ထည့်သွင်း စဉ်းစားဖို့တင်ပြတာဖြစ်ပါတယ်ကျွန်တော်တို့မမာပြီမှာလည်းတိုက်ခဲ့မှုပါတယ်2018ခုနှစ်မှာလည်းကျွန်တော်တို့ဗိတ်တဝဲဒေသမှာစစ်လေရင်ပြက်ကြလို့လူတရား12ဦးတေဆုံးခဲ့တဲ့မှတ်တမ်းရှိပါတယ်ကျွန်တော်တို့သတိပေးချင်တာကဒီကနေ့2025ခုနှစ်မိုးရွာပြည်ဝင် လေတိုက်ခတ်မှုဟာလေရုတ်တရက်မြင်းကြီးလေးစုံချက်ဖြစ်ပြီလို့ရှင်လေပြင်းတံကို ခံစားရနိုင်တဲ့အကြောင်းလို့မိဘပြည်သူအလုံးအထူးသတိထားနေထိုင်ကြပါလို့သတိပေးလိုပါတယ်။လိုအပ်တာများရှိ နေများနိုင်ပါတယ်။ကျွန်တော်တို့ကိုသက်ထွေးနိုင် Telegram ကနေပြီးတော့မှအတန်ဖိုင်နဲ့ထုတ်နေနေပါတယ်။မိတ်ဆွေများမျှဝေပေးကြပါသတိပေးကြပါကျေးဇူးတင်ပါတယ်။ ဝက်ဗီဒီယိုလေးကိုဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အမျိုးကြီးလည်းဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ဒီပစ်စင်စရာရှိရင်ပစ်စင်လို့ရအောင်လို့ပြန်လည်ညှဝလိုက်တာပေါ့နော်အရင်ကမှရေးကြည့်ရဲ့ဒီလေပြင်းအားနဲ့ရုံကတော်တော်လေးကိုမှပြောင်းလဲလာရဲ့ပေါ့နော်ဒါကြောင့်မို့လို့အခြားသူတွေလည်းသိရအောင်လို့ပြန်လည်ညှဝပြီးဖို့တောင်းဆိုပါရှင်ဝက်ဗီဒီယိုလေးကိုဆုံးထိလိုက်ပါကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းမိုးဆယ်လီတဲ့တင်နေဟာတာဗီဒီယိုလေးဘူးသူရရဲ့ဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတင်ဆက်ပေးသွားမှာမို့မိုးချန်နယ်လေးကို like subscribe နဲ့တောင်းဖို့တောင်းဆိုပါရှင်အခုလောလောဆယ်တော့မိုးချန်နယ်လေးရရင် comment လေးတွေပိတ်ထားရဲ့ပေါ့နော်မတမာသူတွေ comment လာမှတ်နေတယ် video, bono. Eh, nafsa video mati semuanya, tada.